this uh, purple yarn. So I make a small one. Now I'm connecting the leaf first. And then I will put into the flower in between these two, these two leaf. Let's see how was my beautiful, beautiful crochet one blessing. Okay, I'm not a professional one, so I will I will take a tutorial. I will not take a tutorial video, but I will, I will take only of my entertainment. Now I'm making some leaf. Some leaf. Okay.

three double crochet Then single crochet. Okay, one leaf is finish. finished. Well, you finish. And then one, two, three, four, five. တပ်ဖွဲ့ခုချက်တရားတခုဟောတဲ့ကတရားတရားမြတ်စွာဘုရားကရှင်ပြီးတော့ဟောတာရှိတယ်။တရားတန်လုံးတယောက်ကိုညွန်ပြီးဟောလေဟောတာရှိတယ်။ဒီတရားတော်ကြားပြန်တော့ညာတော်တပန်းကမင်းချောင်းလို့ဟောတော်မူတဲ့တရားလို့သဘောပေါက်တာ။စင်ကေခုချက်မိတော်ဘုရားနဲ့ 你的。 one leaf but then it's finished. I will put the flower between these two leaves. Okay, bye -bye. Hello, welcome back to the Lily and Creation channel. Today I'm making the small flower bouquet. Uh, actually, I would like to make a uh, crochet blanket, but uh, I have not enough yet. So I'm making flower bouquet like that. This is the leaf. I will put the flower between these two leaves. Let's see. cool လေးထုံးထားပါတော့ဒါလေးကပြီးတော့ပါမယ်ဒီမှာပေါ့နော်တည့်ရကလေးလေးထုံးထားပါဒီမှာပန်းလေးတွေကကြတော့ဒီနှစ်ခုကြားမှာ ထုံးမှာပါပန်းလေးလိုက်ထဲမှာပါဆလာဝါလေးတော့ချဲထားရပါလို့ကက်လိုက်လို့ရှိရင်သူကလေအများကြီးထိုးရမှာအကြောင်းဒီမှာချက်ချင်းလေးဆိုတော့ကောင်းတယ်ထုံးလေးပဲထိုးလိုက်တယ်ပေါ့နော်ချီလဲတက်တာလေးပေါ့နော်ချစ်စရာလေးပါ Okay, now I'm making the final one. Final one. Okay. three single crochet and then one single crochet and then ten, ten back and then one single crochet for leaf and then half double crochet and then three double crochet. One. Two. Three. And then half double crochet, half double crochet, and then one single crochet. Okay, one leaf finish, and then three single crochet and then time back. Nine, one, two, three, four, five. Okay, in here, one single crochet, and then ten. One single crochet. and then half double crochet and then three double crochet one two three and then half double crochet and then single crochet okay I finish and then in here စိုးရိမ်ကူချက်ဒူလာနဲ့တိတဲ့အေးတဲ့တောင်းတာနဲ့ပြီးပြီးနေတဲ့သဘောကဆောင်ကြပါလားမိမမှာလားစိုးရိမ်ကူချက်ဝိညာဉ်နဲ့ခန္ဓာကပြီးတာနော်ချက်ဝိညာဉ်နဲ့ခန္ဓာပြီးတာနော်အဲ့ဒီဝိညာဉ်နဲ့ခန္ဓာကနာမည်ရောလားနာမည်ပါလား finish ညာ finish the film book went for a good chat. And then I will put the sunflower sunflower between these two leaves. Let's see how beautiful my good chat. Yeah, good solution. No, the marble leaf leaf to the people. I know. ကျကျလေးတွေထိုးတာပေါ့နော်လေးကိုပြီးတော့ပါပြီပန်းလေးလိုက်ထည့်ပါမယ် Now I'm finished full flower. Very cute. Yeah, Bali, like to have a bit of a baby, and also to mama. ခုဆိုရင်တော့လီလီယန်ရဲ့ဒီမှာပေါ့နော်ပန်းစည်းလေးကပြီးတော့ပါမယ်ပန်းလေးတွေကိုလည်းရောင်စုံထိုးတတ်ပါတယ်ဒီမှာပါ ဒီပချမ်းလေးပဲကျန်တော့ပါတယ် leaf လေးအတွက်ပါလွန်လေးပါလောလောဆယ်ချစ်ဆရာလေးပါပန်းစီလေးရောတို့လေးပါမပေးသေးပါဘူးပန်းလေးရအများကြီးထိုးဖို့ကြံပါသေးရဲ့တဲလေးတဲလေးဆိုဖီတဲလေးဆိုဖီ ခုဆိုရင်တော့လီလီယန်ရဲ့ဒီမှာပေါ့နော်ပန်းစည်းလေးကပြီးတော့ပါမယ်ပန်းလေးတွေကိုလည်းရောင်းဆောင်ထိုးတတ်ပါတယ်မှာပါဒီပချမ်းလေးပဲကျန်တော့ပါတယ် leaf လေးတွေတော့ပါလုံလေးပါလောလောဆယ်ချစ်စရာလေးပါပန်းစီလေးရတို့လေးပါမပေးသေးပါဘူးပန်းလေးရအများကြီးထိုးဖို့ကြံပါသေးတယ် စ်ဆိုင်နော်လေးမရရဲ့ဒီမှာပေါ့နော်ခုချက်လေးရစမ်းလေးကတည်းကလေးရပါနော်ဒီမှာဇလတဝက်ပြီးသွားပါပြီဆက်ကြည့်ပေးကြပါဦးနော်ဆိုရင်တော့လီလီယန်ကငါနှင်းစီပန်လေးကိုထုံးမှာပေါ့နော်ချစ်ကိုတစ်စဲဖုံးမီး၁၆ဘူးကြည့်ကမှာ ပြီးလို့ရှိရင်ဒီမှာသုံးပေါက်မြောက်မှာတိုင်ရှည်လေးပေါ့နော်တိုင်ရှည်ကိုတစ်ပေါက်သုံးနိုင်နဲ့ဆက်ပြီးတော့ထိုးရမှာပါဒီအောက်ထိပေါ့နော်တပောက်ကိုသုံးနိုင်နဲ့တိုင်ရှည်တွေထိုးသွင်းရမှာပါ ပန်းလေးတွေကိုလူလူရံကရောင်းဆောင်ထိုးရပါတယ်။ဒါဆိုရင်လူလူရံဟိုးအောက်ထိပြီးပါလို့ရှင်ရင်ဇန်တွေ့ပါမယ်။အော်လူလူရံရဲ့ပန်းစည်းလေးကပြီးတော့ပါပြီ။ဒါလေးကအင်း ဒါလေးကအခင်းလေးလည်းလုပ်လို့ရတယ်အခင်းဆိုတော့လုံးပြီပေါ့နော်တခုခုတင်တဲ့ဟာလေးပေါ့အနာလေးလည်းလုပ်လို့ရတယ်ဒါ blanket တော့အကြီးထိုးအောင်မလေးလေးပြင်းလို့ပေါ့နော်ဒါပေမဲ့နောက်ကျရင်တော့ဆင်းပြီးတော့ထိုးကြည့်မယ်ပေါ့နော်ပြီးတော့လေးလေးကစိတ်မရှိတဲ့အခါကျတော့ဒီလိုလေးပေါ့မတက်မရလေးတော့ထိုးထားပါတယ်ဒါပေမဲ့ trend ဖြစ်နေတဲ့ဟာလေးကိုလိုက်ထိုးတာဆိုတော့ပြောပါလေလူလေးပါချစ်စရာလေးပါချစ်စရာလေးပါဒါလေးကတော့နှင်းစီပန်းလေးနေပေါ့နော်ဒါလေးကတော့ပန်းစီလေးပေါ့နော် ော်ပန်းလေးလေးဆိုရင်တော့ဒီလိုလေးပန်းပန်းလေးတွေနင်းစီပန်းလေးတွေချစ်စရာလေးနော်ပန်းကိုထိုးလို့ရတယ်တင်းတင်းတင်းဒါလေးကတော့ပန်းစီလေးပြီးတော့ပါပြီနင်းစီပန်းလေးပါဧပြီလအတွက်ဆူတောင်းလေးရတော့ထွက်ခွာသွား သူများလည်းအေးချမ်းကြပါစေ။ကြံရစ်သူများလည်းအေးချမ်းကြပါစေ။ မအေးချမ်းနိုင်မှန်းတိပေမဲ့လေရင်ဆိုင်ရုံးကန်နေကြရသူများလေအရာရာခုဆိုရင်တော့လီလီရဲ့ရဲ့ခရိုချက်ပန်းစီလေးဟာပြီးတော့ပါပီလုံးလေးတော့ပန်းစီလေးချစ်စရာလေးရန်ချစ်ပေါ်ပါမယ်ပန်းလေးရဲ့လီလီရဲ့ကတော့အရင်စိတ်မရှိတော့ဘူးနော်ပန်းလေးရောဒီဟာကတိတ်တော့မတိတ်ရဘူးပေါ့နော်ဒါပေမဲ့အရင်ကိုပဲ train လေးကိုလိုက်ထိုးရတဲ့ပြောပါတယ်ချစ်စရာလေးပါ ာလေးကခရချက်ပန်းစည်းလေးကိုအပြန့်ပုံစံလေးပေါ့နော်ပြန်ပေးရပါချစ်စရာလေးနော်လီလီယန်ကျတော့တိတ်ဆိတ်မရှိတော့လေပန်းလေးဆိုတချို့ပန်းလေးဆိုလို့ရှိရင်တိတ်တော့နင်းစီပန်းလေးကိုပုံမပေါ်အဲလီလီယန်ကမြန်ပြီးနေတယ်ပေါ့နော်အားကြောင့်မို့လိုလီချိုးတတ်ပါတယ်ချစ်စရာလေးပါမာနင်းစီပန်းလေးလာလိုက်တာဒီနေရာရေဆိုတွန့်နေဆိုတာကြတာဒါလေတိုင်ပွားတာများပါလို့လီလီယန် ပတ်တန်နဲ့တော့ပတ်တန်ပဲဒါပေမဲ့ကိုပတ်တန်နဲ့ကိုဘုံတော့ကိုထိုးတန်တယ်လို့ထိုးပတ်တန်ပေါ့အဲ့လိုလေးပါချက်စရာလေးနော်ခုဆိုရင်တော့နင်နင်ရဲ့ crochet pencil ပြီးသွားပါပြီဒီမှာတော့ချက်စရာလေးနော် pencil တွေကပန်းလေးနဲ့တော့အများကြီးပဲဒါလေးက trend ဖြစ်နေရဲ့ဆိုလီလီယန်ကလေးလိုက်ထိုးတာပါအဲ့ဒါကိုလည်းချက်ဖို့ကောင်းတယ်နော်ပြောဖို့လည်းကောင်းတယ်ပေါ့နော် pencil တွေက 下礼拜，拜拜。